Hello. မင်္ဂလာပါမင်္ဂလာပါကဲဘာတွေလုပ်နေကြပါလဲကွယ်ဘာတွေလုပ်နေကြလဲလို့တော့အမတယောက်ကတော့ပိတ်ရက်ကလေးမှာ ရဲ့ကလေးဆိုတော့မလိုပြရဲ့ပေးရဲ့ကလေးဆိုတော့ဒီနေ့တည်တဲ့အတိုင်းပဲတန်းငယ်လေးရလဲပေးရဲ့နဲ့တော့ကြုံနေတယ်ဆိုတော့ဒီနေ့တော့ကိုအားရဲ့ကလေးမှာပေါ့နော်မိသားစုဆိုတာကတော့ကိုအားရဲ့ကလေးမှာတော့ဒီလိုပဲပဲဒီလိုလေးပဲအားရဲ့အချိန်ကိုရရရတယ်မိသားစုကတော့စုံစုံရှိရတာပဲပေါ့နော်ဒါကြောင့်မို့ဒီနေ့ဘာလို့စားလဲဆိုတော့ပြပေးမယ်နော် bà lúc xa gặp cha bà mẹ Thank you. ဆန်းပြတာလေးတွေကိုပြပေးပါမရှင်တဲ့嗯。Mm. တိုင်းနေပေးရလေးမမိသားစုတွေဟောပေါ့အရင်နဲ့အန်ဒီသားငယ်တွေကအလောက်ကဘယ်လိုခေါ်မလဲအချိန်စရာမတူပေါ့နော်အန်ဒီကညာခိုင်းစင်းတယ်သူကအဲ့လိုမနဲ့နဲ့နေလေညနေလို့စင်းတဲ့ခါကျတော့ခါကျလို့ရှင်မိသားစုစုံမှုကအရန်ခက်ခဲတယ်သိလား တော့ချွေးမလေးကလည်းဒီရောက်လာတာအခုဆိုလို့ရှိရင်လေးလကျော်ကျော်လေးပေါ့နော်ချွေးမလေးကလေးလကျော်လာပြီဆိုတော့သူအခုចောင်းပြန်တက်နေရပဲချွေးမလေးကဆွေရင်စာတက်နေရတာဆွေရင်စာတက်နေရတော့တကယ်ပါဒီမာရှာတော့လေလူတိုင်းကကိုယ်အလုံးနဲ့ကိုယ်ကိုယ်ကိုယ်နေနေရတာပေါ့နော်အားတဲ့အခြေဆိုတော့ရမ်းရှာတယ်အားတဲ့ရလေးလေးရဆိုလို့ရှိရင်မိသားစုရအောင်တွေ့ရတာပေါ့နော်အန်ဒီကိုယ်တိုင်းကလည်းမိသားစုနဲ့ဘယ်လိုခေါ်မလဲ မိမိကကနေရလေမိသားစုကိုကွာဒီနိုင်ငံကထုံးစံတချို့ဆိုလို့ရှိရင်မိသားစုတလားတစ်ခါမှတွေ့တာတို့နှစ်လားတစ်ခါမှတွေ့ရတော့အန္တရာယ်လည်းမလို့ဘူးအန္တရာယ်သားသမီးတွေနဲ့ချွေးမတွေနဲ့အားရင်အားတဲ့အချိန်ကိုပေါ့နော်ရအောင်တွေ့တယ်။ဘာကြောင့်လဲဆိုတော့အန္တရာယ် culture နဲ့မြန်မာပြည်မှာမွေးတဲ့မြန်မာပြည်မှာမွေးလာတဲ့ culture နဲ့ဒီမှာမွေးတဲ့ culture မတူဘောနော်။ဘလောက်ပဲမတူပေမဲ့လည်းကိုယ်နိုင်ငံရဲ့ပေါ့နော်ဒီ delay ထုံးစံလေးတော့မေ့လို့မရအောင်သိလား။ အနုနိုင်ငံမှာကမိသားစုဆိုတာကအတင်မလားအရန်အရေးကြီးကြပဲပေါ့နော်တချို့လိုအိမ်တော်ကြတဲ့ဒီမိသားစုရဲ့နေရာလေးနော်ဒီမှာအလိုမရှိဘူးဒီမှာက18နှစ်ပြည့်ပြီဆိုတာနဲ့တချို့ကိုအိမ်နဲ့ကိုနေကြတယ်အစိုးရရဲ့ထောက်ပံ့ကြေးကိုရရတယ်အကြောင်းတက်လို့ရှိရင်လည်းအကြောင်းရဲ့ allowance ရတဲ့ခါကျတော့ကလေးတွေကကိုထူကိုထပ်ဖြစ်သွားတယ်အမေဘလို့ခေါမလဲကောင်းတာကောင်းလို့ရှိရင်တော့ကောင်းတဲ့ဘက်ကတွေးလို့ကောင်းတာပေါ့နော်ကိုထူကိုထနဲ့ ဟို session နဲ့ပြည်တာနဲ့ကိုဟာကိုနေကြတယ်အဲ session နဲ့ပြည်တာနဲ့ကိုကိုကိုမိခိုးထက်သွားတာပေါ့နော်အနောက်နိုင်ငံမှာကျတော့ session နဲ့ဆိုလို့ရှိရင်လည်းចောင်းတန်တော့မနော်ဆာဆယ်တဲ့အဲ့လိုမျိုးဆိုမတူဘောနော်တယောက်တယောက်နဲ့မတူတော့ဒါကြောင့်မလို့အန်တရာအမြဲတမ်းကောင်းတဲ့အရာဆိုတော့အန်တီယူတယ်မကောင်းတဲ့အရာဆိုတော့အန်ထားခဲ့တယ်အခုအရင်ဆုံးပြလိုက်မယ်နော်အန်တီရဲ့ချင်မောင်ပင်လေးကိုအရင်ပြပေးမယ်နော်မာကြီးဒီတစ်ခါတော့ချင်မောင်စားပါပြီလို့အများကြီးတော့မဟုတ်ဘူးပေါ့နော် ချင်းမောင်မျိုးနဲ့မျိုးစိနဲ့ကျဲတာလုံးဝလုံးဝမဖြစ်ဘူးအန္ဒီရကဒီမှာချင်းမောင်ကလူမျိုးမဖြစ်တဲ့အတွက်ကြောင့်အန္ဒီကတော့အကိုအကိုပေါ့နော်ဒီတစ်ခေါက်ပြန်လာတော့ချင်းမောင်ဘလို့အမြင့်တွေပါတဲ့ဟာကိုကိုယူလာခဲ့လိုက်တယ်ကွာယူလာပြီးတော့အဲ့ဒါချက်တာပေါ့နော်အဲ့နောက်တစ်ခါပေးပြလာမယ်ဒီနေ့ဘာလို့စားလဲဆိုတော့ချင်းမလေးကလူစားခြင်းတယ်ပေါ့နော်ဒါခောက်ဆွဲတုပ်ပေါ့နော်ခောက်ဆွဲတုပ်ကတော့သိတယ်အန္ဒီကအမြင့်ပြင်စင်သူချင်းမလေးကကြောင်းတက်နေတာဟုတ်ချင်းမရဲ့မှာ ပေါ့နော်ကိုကလိုမျိုးပေါ့တင်းစင်ထားတာပေါ့ဒါမဲ့အန်တီကကျွတ်တော်မစားဘူးသခွားသေးကိုပဲမောက်သူမစားအောင်တားငယ်လေးကပဲမောက်လုံးဝမစားတဲ့ကြောင့်အန်တီကပဲမောက်တော့အန်တီကပဲမောက်ကြိုက်တယ်ချွေးမနဲ့အန်တီကပဲမောက်ကြိုက်တယ်မကတ်တာချွေးမလေးကလုံးဝနာမည်မစားပြန်အောင်သိလားတယောက်တစ်မျိုးစီပေါ့အန်တီမျိုးသားကြတော့အာလူစားတယ်သခွားသေးစားတယ်ဒါကတော့အချင်းပေါ့နော်ငရုတ်စီထည့်ရမှာပေါ့နော်ငရုတ်စီထည့်ရမှာကဟိုတစ်ခါနေပါဦး တို့ကဘာတူလဲမသိဘူးအဲ့ food blocker တရားလေးကြော်စုလားမသိအေးကြော်စုဖြစ်လိမ့်မသူကခေါက်ဆွဲတုတ်တာကိုသူပြတ်ထားတာကိုပဲမုတ်တော့ဒီခေါက်မှုေးပဲမုတ်တော့ရှိရသေးလားဒီခေါက်ပြန်လာမှုေးပဲမုတ်လေးလေကိုကယူလာခဲ့တာပေါ့နော်မှုေးပဲမုတ်လေးတော့တုတ်စားမှာပေါ့နော်ဆိုအဲ့လိုမိသားစုနဲ့ကိုကအချိန်ပေးတာပေါ့နော်မိသားစုနဲ့ကိုကအချိန်ပေးတယ်အဲ့ဒီကအားလို့ရှိရင်မိသားစုနဲ့အချိန်ပေးတယ်ပြီးတော့အပင်လေးတွေကြည်တာများတာအဲ့အပင်တွေကတော့လေကိုရဲ့ဟိုပေါ့မနေ့ကဆိုလို့ရှိရင်ပေါ့နော်အပင်လေး ောက်ဝဲတာပေါ့နော်ဒီပြပြမသိလားဒီအပင်လေးပေါ့အလေးရအဲ့လိုအပင်ကိုအရင်သဘောကျတဲ့အခါကျတော့ဒီ Brazilian Lucky Tree ဆိုတာရှိရသေးလားဒီအပင်ပေါ့နော် तू ကထိုင်းမှာတော့ရေလေလေပွင့်တယ်ဒီထိုင်းမှာကျ तू ကရေလေလေရတယ်ထိုင်းမှာဆိုလို့ရှိရင်ကြီးရပင်ညာတိလားလူမျိုးအပင်အကြီးကြီးရထိုင်းမှာပေါ့နော်လူမျိုးအပင်ကြီးရရှိပြီမဲ့ तू အန်ဒီအပင်ကျတော့ तू ကအညောက်အခု तू ကပုံစံပြပေးမယ်နေရောဒီလိုပုံစံထွက်တာတိလားဒီလိုပုံစံနဲ့လာတာဒီလိုမျိုးလေးအညောင်လေးထွက် လိုမျိုးညောင်းလိုက်တာဒါပေမဲ့အန်ဒီဟွာလေးကကျိုးသွားတယ်ကျိုးသွားတော့ကြောင့်အန်ဒီကူအဲ့ဒါမနေ့က तू ကတော့အမေလို့ခေါ်တာပေါ့နော်ဒါ तू ရဲ့အမေအမေကမွေးတဲ့သမီးပေါ့နော်ဒီကအဲ့လိုအမြဲတမ်းကလေးတွေပေါ့နော်ဒါအန်ဒီရဲ့ကလေးလေးတွေပေါ့ဘာဒါတော့လေးကိုအန်ဒီကြိုက်တယ် तू ကကြတာမှာအညောင်းလေးအများကြီးရှိသေးသလားအဲ့ဒီဘရာဇီလီယန်ထရီလေးကလို့အညောင်လေးထွက်လာတာသုံးခုပဲကြွားထွက်တယ်အဲ့သုံးခုမှာမှအဲ့ဒါအညောင်လေးနှစ်ခုကကျိုးသွားအောင်ကျိုးသွားတဲ့အတွက်ကြောင့်အခုအဲ့ဒါကိုလေရေလေးစင်ပြီးတော့ပေါ့နော် ရင်တော့စိန်ထားတာပဲရေလေးစိန်ပြီးတော့အမြင့်အမြင့်အောင်ထွက်အောင်ပြန်လုပ်ပေါ့နော်အမြင့်ရပြီဆိုလို့ရှင်တော့အပင်ပြန်ဆိုင်ပေါ့ပြောချင်တာကဘာလဲဆိုတော့အန္တရာအလိုအေးအားလို့ရှင်အပင်အဒီမှာလက်ချင်မောင်လေးရှိသေးရလားဒီမှာဒါလက်ချင်မောင်ပင်လေးတွေစိုက်ထားတာမာညွတ်ထွက်တယ်ဒီခါတော့ချင်မောင်စားရပါပြီလို့ချွေးမောင်လည်းပြောတယ်ဒီတစ်ခေါက်တော့နဲ့ချင်မောင်စားရပြီမပူနဲ့လို့မဒါလည်းချင်မောင်ပင်ပဲပေါ့နော်ဒါလည်းချင်မောင်ပင်လေးတွေပဲအန္တရာအလိုအပင်လေးအားလို့ရှင်အပင်စိုက်တယ် ကိုယ်စိတ်ချမ်းသာထားတဲ့အရာလေးကိုလုပ်တယ်သိလား။ဘာကြောင့်လဲဆိုတော့လောကကြီးမှာလေဟိုပြောပြမှန်းသိလား။လောကမှာလေချမ်းသာတာကလေချမ်းချွတ်ချမ်းသာခြင်းနဲ့ချမ်းသာခြင်းလို့ပြောတာပေါ့နော်။ချမ်းသာခြင်းကဘာကိုပြောတာလဲ။ငွေကြီးချမ်းသာတာပြောတာလား။တိုက်ကြီးကားကြီးနဲ့နေရတာကိုချမ်းသာတာပြောတာလား။ပြီးအဲ့လိုမျိုးစိတ်ချမ်းသာတာပြောတာလား။ အန်ဒီတို့ကြတော့စိတ်ချမ်းသာတာပဲလိုချင်တာပေါ့နော်ပတ်စံကြီးချမ်းပတ်စံဘလောက်ပဲရှိနေပြီးတော့စိတ်မချမ်းသာဘူးညဘအိတ်တဲ့အခါကြာလို့ရှိရင်ငါဘာတွေလုပ်ခဲ့မိလဲငါသူများပေါ်ဘာတွေလုပ်ခဲ့မိလဲသူများပေါ်ဘာငါရုပ်မိရုပ်မာမိခဲ့အဲ့အတွေ့တွေနဲ့မရှိနေဘူးကွာ အဲ့လိုရှင်လဲဟိုခေါင်းလေးချပြီးတော့အိတ်လိုက်ရောမသိမလားဟိုလိုပေါ့သူများတကာပေါ်မှာသူသူများတကာကိုလည်းကွာဟာသူတို့ကြာကြည့်ပါအောင်ဟဲကားကြီးတွေဝေထားလိုက်တာဟဲဟဲသူကြာတော့ကြည့်ပါအောင်ပတ်စံချမ်းတာလိုက်တာဟဲဆိုပြီးတော့အဲ့ဒီရဲ့ဟိုပေါ့မနာလိုခြင်းတွေလည်းကိုယ်မှာမရှိဘူးလीလားအဲ့အတွက်လည်းကိုကိုကိုလေးတရားပြောအနေဆိုလို့ရှင်အားရဆိုလို့ရှင်မိသားစုတွေတွေ့မယ်အဲမစ္စတာမယ်အဲအလုတ်သွားမယ်သိရမလားအလုတ်သွားမယ်ပြီးလို့ရှင်ကို ကိုလှုပ်ချင်တာလေးတွေပဲပေါ့နော်ကို့အိမ်မှာကို intention ရေးလုပ်မယ်အဲ့လောက်ပဲကိုစိတ်ဝင်စားသူများတကောင်ဟိုနဲ့ပြိုင်တာလေးလည်းမရှိဘူးပေါ့နော်ဒီနေ့ရောအဲ့ဒါကုကြည့်ရာသီဥတုကလည်းမနေ့ကနေလေးတာလို့အပြင်ထွက်လို့ရတယ်ကုကြည့်ဖြေနိုင်ငံ့ရာသီဥတုကလေဒါဒီလိုပဲကုကြည့်မှောင်းနေတယ်မနေ့ကနေလေးတာလေအကုကြည့်နေမရှိရောဒါနေ့လည်း7နိုင်နော်7နိုင် ခွဲ7နိုင်ထိုးကနေပြီဒီမှာဟိုလို့ပေါ့ရာသီဥတုကလည်းလေတိလား ရာသီဥတုကလည်းတစ်ခါလေကြားလို့ရှိအဲ့လိုပမာစကားလို့ပေါ့မိုးရွာတော့ရေခမ်းနေနော်ဒီမှာလည်းအဲ့လိုပဲဟိုနေလေးသာပြီဆိုအပြင်ထွက်ရတယ်နေသာလို့ရှိအပြင်ထွက်ပြင်ထွက်ပြီလို့ရှိအဲ့လိုလိုပဲနေထားနေသာပြီဆိုအဲ့ဒီပြင်ထွက်ပေါ့အဲ့ထွက်ပြီလို့ရှိအဲ့မနေ့ရဆိုလို့ရှိအဲ့ဈေးသွားသွားပြီးတော့အဝယ်စရာရှိရာရှောက်ဝယ်ရှောက်လို့ပြောချင်တာဘာလဲဆိုတော့လေအခုကာလာကြီးရလေလူတွေကဒုက္ခတွေအခက်အခဲတွေပြဿနာတွေအဲ့ဒီဆိုလို့ရှိရင်အခုနောက်ပိုင်းမှာတွန်လိုင်းရင်းနဲ့ပတ်သက်တာမကြည့် အဲ့လိုပြောလို့ဟိုငါနဲ့မဆိုင်တော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့တရက်တရက်ဒီတော်လိုင်းကိစ္စကြီးကြည့်တာလေဒီဒုံရင်ကဒုံရင်ပဲလေဘာသတင်းမှလည်းထူးခြားလည်းဖြစ်မလာဘူးဟိုအဲ့လိုလိုင်းပေါ်မှာဟိုခွက်ခောက်တခိုးတွေတခိုးတွေအော်ဒါပဲရှိမယ်ဟိုကိုကိုကိုစဉ်းစားချင်းချိန်ပေါ့နော်ဒါကြီးကပြီးနေပြီလားမပြီးနေဘူးလားဆိုတော့ကိုကိုကိုပြန်စဉ်းစားပေါ့ဘာကြောင့်လဲဆိုတော့ဟို၄နှစ်ကာလအတွင်းမှာဘာတစ်ခုမှဟို ကောင့်တွေပေါ်နိုင်မှုဆိုလို့ရှိရင်ဘာကြောင့်လဲဆိုတော့ပြန်ပြီးတော့စဉ်းစားသင်ပါတယ်။ဟိုထမင်းစားပြီးတော့ပဲဥနောက်တွေကြီးရှိတဲ့အတွက်ကြောင့်ဥနောက်နဲ့ပဲစဉ်းစားကြပါတော့။ဘာလို့ဓာကြီးကမဖြစ်လာသေးတာလဲ။ဘာလို့ဓာကြီးကနှောင့်နှင်းနေတာလဲ။အန်ဒီရအမြဲကိုကိုကိုပဲကိုပြန်စဉ်းစားတယ်။ဘာကြောင့်လဲဆိုတော့လုတ်တစ်ခုလုတ်တယ်ဆိုလို့ရှိရင်ပေါ့အသက်သေးလေးကပြနိုင်ရမယ်လေနော်။သက်သေးပြနိုင်ရမယ်။အဲ့သက်သေးချင်းအဖြစ်မဲ။အော်ဒါလေးကတော့ငါတို့တကယ်လုတ်နေပါလား။ ဒါလေးရတကယ်အကျိုးရှိပါလားဆိုတော့အမြဲတမ်းကိုကတော့စဉ်းစားရတာပေါ့နော်โออเฉิงกုံแม่หลุจี้တော့မလုံနေတော့ဟုတ်လားအချိန်ကုန်ပြီးတော့ဘာမှလည်းဖြစ်မလာပဲနဲ့အသက်တွေသာကြီးသွားတယ်ကွာသိမလားအဲ့လိုမျိုးတော့ကိုလည်းမလုံချင်ဘူးလေဒါကြောင့်မလို့အန်တီကတော့အကျိုးရှိရှိပေါ့ဟိုကိုသက်ရှင်တဲ့အချိန်ကာလလေးမှာအကျိုးရှိစွာနဲ့အဲရှိရကိုအနာမှာရှိရမိသားစုလေးကိုအနာမှာရှိရကိုရဲ့လုပ်ဖို့ကံပတ် အနည်းအလုံးမှာလည်းအန္တိမနာလိုစိတ်အရန်ရှိရသည်လားအရန်ခံခတ်တာပေါ့နော်အဲ့မနာလိုစိတ်ကသူတို့မနာလိုစိတ်ကဘာဖြစ်လဲဆိုတော့သူတို့တွေမကကိုယ်ဝခံရတယ်နော်သူတို့ကတော့အေးစစီပဲဒီမိမအလုံးလုံးတာအလိုဝသူကလုံးလုံးတာကိုဟာနဲ့ကိုအလုံးလုံးလဲသူတို့ကကိုမနာလိုကြတယ်တကယ်တမ်းရှာတော့သူတို့နဲ့ကိုနဲ့ရှင်မယ်ဆိုရင်ကို့မှာသူတို့သူတို့မှာရှိရကို့မှာမရှိဘူးပြောပြတယ်နော်သူတို့မှာရှိတာကွာသူတို့မှာကားရှိမယ်သူတို့မှာဒါဝင်လိုက်မယ်ရှိမယ် အနည်းမှအရင်မရှိဘူးအနည်း driving license လည်းမရှိဘူးကားလည်းမရှိဘူးအဲ့ဒီအများနဲ့ပြောတယ်အနည်းမှရှိတာအနည်းယောက်ျားကားရှိသူကားနဲ့ပဲခါကြသွားခါကြလို့ရှိရင်မနေ့ကဆိုပန်းသွားဝင်မှာသူကဘာနဲ့အများကြီးကိုတော့မကြိုက်တော့လေကွာသူမသိအောင်ခိုးသွားတယ်ပြီးတော့ဘတ်စကားနဲ့အဲ့ပြေးသွားဝင်တယ်ပြီးတော့တော့ဟိုပြောချင်တာဘာလဲဆိုတော့လူဆိုတာကိုယ့်ရဲ့ဘဝလေးကိုကြီးနဲ့နေဖို့အရေးကြီးတယ်သူများဘဝကိုသွားပြီးတော့ကြည့်ပြီးကြီးနဲ့နေစရာမလိုဟုတ်တယ်ဟုတ်သူများဘဝကြီးကိုလည်းသွားပြီးတော့အောက်ကနေဟိုကမန့်တွေရေမြှောက်ပင့်ပေးစရာလည်းမလိုဘူး အခုလိုမြောက်ပင်ရေးပြီးတော့သူတို့ကိုထမင်းလာကြွေးရလဲမဟုတ်ဘူးနော်အကျိုးရှိစွာပဲလောက်တာကောင်းတယ်လောကကြီးမှာအကျိုးရှိရှိနေတဲ့ငါဘာတွေလုပ်နေလဲငါဘာတွေလုပ်နေအကျိုးရှိစွာနဲ့အချိန်ကိုအသုံးချမယ်အကျိုးရှိစွာနဲ့အရာအလုံးကိုလုပ်မယ်ဆိုရင်တော့အကောင်းဆုံးပဲပေါ့နော်အနည်းပြောချင်တာဘာကြောင့်လဲဆိုတော့လူကအသက်ကတရက်တရက်ကမငယ်လာဘူးလေနော်အသက်တက်ကတရက်တရက်အသက်ကကြီးကြီးလာပြီးတော့ဟိုဟိုငါတို့မှာဟိုနေရာကိုမျက်စောင်းကပြစ်နေပြီလေနော်တော်ဟိုနေရာမျက်စောင်းပြစ်နေတဲ့အချိန်မှာကိုနဲ့ ပါသွားမဲ့အရာလေးပဲကိုကဖြစ်စေခြင်းလေအဲ့ဒီကလို့အားလို့ရှိရင်ပေါ့အခုဆိုလို့ရှိရင်မဟုတ်အချွေးမလေးရှိတဲ့ခါကျတော့ तू ကမြန်မာပဲဆိုတော့ဟိုသူ့ဘောနော်ငဲ့တာဘောနော် तू စားချင်တာလေအခုမှ तू ကလည်းလာမှလေးလာကြော်ပဲရှိသေးတယ်လေးလာကြော်ပဲရှိလို့ကျတော့ तू လွမ်းမှာပဲနော်လွမ်းတာကိုကိုနိုင်ငံကိုလွမ်းတာပဲလေဆိုမြန်မာစားစားလည်းလွမ်းကြတာပဲနော်မိုဟင်းကားမိုဟင်းကားလည်းအန္တရာယ်ချစ်တက်ပါတယ်ခေါက်ဆွဲတော့လည်းအန္တရာယ်တယ်အဲ့ဒီမြေရရှမ်းခောက်ဆွဲအဲရှမ်းခောက်ဆွဲမလုပ်တတ်သေးဘူးတုတ်ဖူးတုတ်မလုပ်တတ်သေးဘူးအရန်စားခြင်းနဲ့ အချင်မောင်ကတော့အရန်စားကြံလွန်အာကြည့်လို့အဲ့ချင်မောင်မဲဆောက်မှာသွားစားမိတာလေသူတို့မတတ်နာလားဘာလားမသိအနီဝင်းရှော့ပါလေရော ချင်မောင်ကြတော့တတ်တန်လေးလောက်ရတာနော်အဲ့ဝင်းရှော့တော့အဲ့နဲ့ချင်မောင်အဲ့ဟိုပေါ့ဒီ ခီးသွားတလျှောက်လုံးမှာချင်မောင်မစားတော့ဘူးအဲဝင်းသွားတာယူကွာလေဟိုဖြစ်ပြီးတော့လဲချင်မောင်စားမှာလန့်သွားတယ်အခုကွာကိုအပင်ဆိုင်ထားတဲ့ခါကျတော့ချင်မောင်ပင်လေးကနေထွက်လာမဲ့ဒီချင်မောင်ပြလေးနဲ့ပဲဟိုကြော်စားကြော်စားပေါ့နော်ချင်မောင်နဲ့ချင်မောင်ရမ်းကြိုက်ချင်မောင်နဲ့မြက်ကလေးပေါ့နော်မြက်က တော့ထိုင်းဆိုင်မှာပေါ့မှာပေါ့နော်မနေ့ကဆိုလို့ရှိရင်ကထိုင်းဆိုင်သွားတယ်ဟိုတကယ်ဈေးကြီးတယ်ဒီမှာစားအဲပဲမြောင်ကစားဈေးကြီးတယ်ပဲသီးဆိုလို့ရှိရင်ဒီမှာအဲ့လိုပဲပဲတောင်ရှိတာနော်ဒီမှာမရှိဘူးလीရှိရကြ အဲ့ဟိုကနေပြီးတော့သူတို့ဈေးကဝယ်တဲ့ခါကျတော့ဈေးကြည့်တာပေါ့ထိုင်းမှာဝယ်ရင်ဘတ်20ကဒီမှာဆိုလို့ရှိရင်လည်းဈေးကြည့်ဒါပေမဲ့ခါကျတော့အော်ခါလီမီသားစုစုံလုံးစားရတာပဲဆိုတော့ပေါ့နော်အဲ့ကိုစားချင်တာလေးကိုဝယ်တယ်အနည်းခုနောက်ပိုင်းမှာမလုပ်တာများဆိုတော့အလုပ်တွေဆိုလို့ရှိရင်အပူချင်းစဉ်းစားများရတယ်အလုပ်နဲ့အိမ်နဲ့ကိုကအဲ့လိုပေါ့ဟိုအားတဲ့အချိန်မှာကိုကကိုနေတဲ့ခါကျတော့အပြင်လောကကိုကိုဆက်သက်သိမ့်မလုပ်တော့ဘူးဘာကြအပြင်လောကကိုဆက်သက်မလုပ်လဲဆိုတော့အဲ့လိုပေါ့နိုင်ငံရေးလောကတွေကိုသိမ့်မဖတ်တော့ဘူးဘာကြအဲ့နိုင်ငံရေးလောကတွေဖတ်ဖတ်ပြီးတော့ ဘာမှလည်းဖြစ်လာတာလည်းမဟုတ်ဘူးเนาะတရက်တက်ပါဟိုမှာဘုံကျဲတော့နားထောင်ပါလားဟိုမှာစားစရာမရှိဘူးကိစ္စတွေဟာဟိုမှာပြဿနာတွေပြားဟိုနင်တို့သခိုးတွေပေါ်ထုတ်ကြအဲ့ဒါကြီးထိုက်ပြီးတော့လင်းနေတွင်မှာအဲ့ဒါကြီးတွေ့တဲ့အချိန်ပေးနေရတော့မပေးနိုင်တော့ဘူး။ဘာကြောင့်လဲဆိုတော့အတို့ကဟိုကိုကူညီနိုင်တဲ့အရာကိုကူငွေကြေးနဲ့ကိုကူညီပေးလိုက်မယ်။ဒါပေမဲ့အနီပြောသလိုပေါ့လူတိုင်းကခမင်းစားပြီးတော့ဥနောက်ဖွင့်ပြရမယ်လေနော်။မဖွင့်ပြပဲနဲ့ တခိုးခိုးနေပါတယ်ဒီလူတွေကလင်ကြည့်ကြနေပါတယ်ဆိုတာယူလဲတိတိကြီးနဲ့ဗဆက်ပိတ်ပြီးတော့ဟိုအားပေးမြောက်ပင်လုတ်ပေးတယ်ဆိုကြတဲ့အဲ့လူကလည်းအဲ့အတန်းစားရပဲအဲ့လူကလင်ကြည့်လုတ်တာဝါနာပါလို့အဲ့ကလင်ကြည့်တော့အားပေးလို့ပဲဟုတ်တယ်ဟုတ်လူတိုင်းမှာအမှားနဲ့အမှန်အဆိုးနဲ့အကောင်ကို ခွဲခြားနိုင်တဲ့ဥနော်ကရှိပြီးသွားပြီရှိရသားနဲ့အဲ့အရာတွေကိုမလုတ်ဖဲနဲ့အဲ့ဘက်ကလည်းမရက်တီပေးပဲနဲ့အာငါတို့ ဘာပဲဖြစ်တော့ငါတို့ဒီလူကငါတို့ချစ်တဲ့သူဒီလူကငါတို့ငါတို့အားပေးတဲ့သူဆိုတော့အမြောက်ထိုးပင့်ကော်လုပ်ပြီးတော့အမှန်တရားဘက်ကနေကိုမပါဘူးဆိုလို့ရှင်ဒါကိုကလူမဟုတ်ဘူးပေါ့နော်အန်ဒီကလို Twitter ပေါ့နော်အဲဒီနေ့ကအန်ဒီကလို့ပေါ့ခေါဆွဲတော်လို့စားရဲအဲမပြန်ဆိုလို့ရှင်တော့ကိုအလုပ်ပြန်ဆင်းရမယ်ကိုဆင်းရမယ်လောက်က၃ရက်တိုက်ဆိုတော့အပူချင်းရလက်ဆင်းထားဆိုတော့အားရရမှာတော့ကိုကအလုပ်ပေါ့မုံလုံးကြီးပေါ့လုံစားချင်တာသိလားကြံလေးပြီဆိုတော့လေမုံလုံးကြီးပေါ့အန်ဒီကအန်ဒီရဲ့ဗမာအစားစာမှာဆိုရင်မုံလုံးကြီးပေါ့ရမ်းကြိုက်တာ မုံလုံးကြီးပေါ့အသေးကြိုက်တယ်ပိနေတဲ့ဒရင်းမှာဆိုချင်ပိနေသူအသေးကြိုက်ဒရင်းဒီအရင်မစားဘလုံးကစားလို့မရဒရင်းဒီကိုဟိုးငယ်တဲ့မစားဒရင်းဒီကအဲအရင်ခါကျအိမ်မှာမိသားစုဒရင်းဒီပါလို့ရှိရင်တို့ကရန်ဖြစ်ကြတယ်ကိုကတော့ခတ်ဖို့ဝေးပဲမနေ့စားကြရန်ဖြစ်ကြကိုကဒရင်းဒီမကြိုက်ဘူးတင်းချင်းစီတော့ကြိုက်တယ်အဲ့ဒါဒါပေမဲ့အခု law ဆယ်မှာစီချိုရှိရကြလုံးဝဒရင်းဒီကိုပေါ့နော်မစားနိုင်ဘူးအစစအရာအလုံးကတော့ပေါ့နော်ဟိုဘယ်လိုခေါ်မလဲအကုန်လုံးတော့အန်ဒီက ်ချက်ပြုတ်ကတော့ကိုကဝါနာပါတာဘူးเนาะအဲ့မဖောက်တာအန်တီမမဖောက်ခိုင်းနဲ့မဖောက်ခိုင်းလို့တော့ကြောက်တုံးဖြစ်သွားလိမ့်မယ်လူကနော်ပြောကျင်တာသူ့ဟာနဲ့သူပေါ့เนาะသူ့ရဲ့ဝါသနာနဲ့သူ့ဟာနဲ့သူကတက်ပြီးသွားပြီတလားအနေကျတော့အဲ့လိုမျိုးပေါ့ဟိုအဟင်းချက်တမင်းချက်အနေလုပ်လို့ရတယ်ပြီးတော့ပန်းမင်ဆိုင်မလားအနေစိတ်ရှည်တယ်အဲပြီးတော့အဲ့လိုပေါ့ တခုခုပေါ့နော်ကိုလှူစားချင်တာလေးပေါ့အဲ့မဟုတ်ဖို့တာတခုကတော့လုံးဝလုံးဝလုံးဝညံ့ပါတယ်အဲ့ဒါတော့ဝင်ပါတယ်မဟုတ်ဘူးမလုံးဝမရပါဘူးအဲနောက်တစ်ခုကျတော့သူများအကြောင်းပေါ့တိတ်ပြီးတော့မဆက်စုတပူတိလာအဲ့တခုကတော့ကိုယ့်အကိုပဲနေတာများလားမသိကိုဒီမှာဒီမှာကိုရောက်တော့ကလည်းမြန်မာမရှိဘူးလေနော်မြန်မာဆိုကိုတယောက်ပဲအရင်ရှိတာဟုတ်အဲ့တော့ကြာမြန်မာမရှိတဲ့ကြောင့်လဲတချို့ကအားတယ်မြန်မာလူမျိုးလည်းမရှိဘူးပေါ့နော်ပြင်းနေမလားဆိုတော့ ပြင်းတယ်တော့လည်းမပြောလို့ဟိုမြန်မာရှိတော့တချို့မြန်မာတွေကကောင်းပါတယ်ဒါပေမဲ့တချို့ကြာလဲဆက်စုအတင်းနေချသူအပြိုင်ဆိုင်နေအဲ့ဒါလဲကိုမကြိုက်တော့ကြောင့်ကွာကိုတီးတန့်လေးပဲကိုနေရပါတော့နော်တီးတန့်လေးပဲကွာကိုနေတယ်ကွာကိုအချိန်နဲ့ချက်စားမယ်အဲ ပြီးလို့ရှင်အင်တန်ရှင်လုံမယ်အဲအလုပ်စင်းမယ်ပြီးလို့ရှင်တင်မလားကိုလုံးစီရလေးပဲကိုလုံးတာပေါ့နော်သူများအကြောင်းကိုလေအန်ဒီကလုံးဝဆက်သူများကြီးပေါ်ချမ်းသာတော့မဆက်စတဲ့ဘူးစိတ်လည်းမဝင်စားဘူးဟိုသူတို့ချမ်းသာလို့လေကို့ကိုထမင်းတလို့လာမချေဟုတ်တယ်ဟုတ်သူတို့ကြီးပေါ်လည်းကို့ထမင်းလို့လာမချေကို့ထမင်းကိုကိုရှာစားရတာလေအခုဆိုလို့ရှင်အခုနောက်ပိုင်းမှာဆိုလို့ရှင်အန်ဒီအားလို့ရှင်လို့ပေါ့ ကိုကိုလှူစားရလေကိုကိုစားချင်တာလေကိုချက်စားရတယ်။ချွေးမအခုဆိုလို့ရှင်ဟိုတနေ့ရဆိုရင်အဲချွေးမလေးပျက်ပြအောင်မသိလားအဲငပိတောင်းလေးပျက်ပြအောင်မကြည့်ဘူးအဲငပိတောင်းပါလေ။အေးရမ်းစားလို့ကောင်းတယ်။အဲညှုံပေးတာပါနော်အနေကိုကြော်ညာလေးဝင်ပေးတဲ့သဘောပဲသိလား။အဲငပိတောင်းကိုချွေးမလေးမိပါထည့်ပေးလိုက်တာသိလား။အဲနားလို့ချစ်ပေးမယ်နော်။မတန်လို့ကလော့ကလော့စားနေရ။ဘာလဲဆိုတော့ယောက်ျားကြီးတဲ့ရှယ်ငပိတောင်းတဲ့နော်။ ယောက်ျားကြီးရှယ်ငပိတောင်းမှာအရန်ကောင်းတယ်တိလာလုံးဝလည်းငပိရလေငပိတောင်းကသဲလဲချက်ချက်ချက်ပါမနေဘူးတချို့ငပိတောင်းနေဆိုလို့ရှင်ကွာသဲလေးပဲကိုက်မိသေးတယ်ကွာသူကလုံးဝကိုသဲမပါဘဲနဲ့ကိုလေတကယ်ကောင်းတာတိလာသူကဘယ်ကထောက်တာလဲဆိုတော့မြန်မာပြရတာနော်ဖြန့်ချီရေးကဟိုးစာဘယ်ကလာလဲဆိုတော့နတ်တလင်းနဲ့အော် သူတို့ဥစားဆက်ယုံကသူကနတလင်းမြို့ကနေထုတ်တာเนาะမြေတနတလင်းမြို့ကနေပြီးတော့မြောက်ကလာကနေပြီးတော့ကိုစလေယူထားတာသိလားအဲစားဘယ်ကောင်းလာမဲ့အဲယောက်ျားရှိရှယ်ငပိတောင်းနဲ့လုံးဝလုံးဝလုံးငပိကလေစဉ်းစားငပိက လုံးဝသဲတဆက်တာမပေါ့အနေစားတာအခုမှအနေကလောကလောဥစားနေလားအဲစီချိုသမားเนาะအမနည်းလေးကလောနော်မကလောလို့မရအဲ့ဒါစားပါလေအရန်ကြိုက်တယ်ဒီရှင်ငပိတောင်းပေါ့နော် ပြောချင်တာပါလဲဆိုအားလို့ရှင်ကွာကူထမင်းလုပ်စားမယ်အဲသိရပါဘဝဦးကြောင်းတော့ကုံသွားပြီတော့အဲဘဝဦးကြောင်းတော့ကုံသွားပြီဆိုတော့ဒီနေ့တော့အလားအန်ဒီလုပ်စားပြီးအပြတ်ပေးတာပါလို့အခောက်ဆွဲတုပ်ညီလုပ်စားတယ်အခု7နာရီထိုးတော့မယ်ချွေးမလေးကအเจ้าက7နာရီခွဲဆိုပြီးပြီအဲသူတို့ဒီရအောင်ပါပဲအဲဒါသူတို့ဒီမှာဒါအန်ဒီရဲ့ချင်းမောင်ပြီချင်းမောင်ပြီတော့အပင်ရခဲကိုလေးကပြောအပင်နေနဲ့စိတ်နေတယ်စိတ်လည်းမတက်နိုင်ဘူး ကွာအိုးနဲ့ဆိုက်ရတာဆိုတော့လေဒီမှာအပင်လေးထွက်လာပြီဆိုတော့အဲ့ဒါကိုအနေမေးတာပေါ့နော်ဒီဟိုချင်မအရွက်ကိုပဲတဲ့အရွက်ကလေးတွေပဲသူကကိုစားမယ်ဆိုအရွက်ကလေးတွေပဲကိုနှုတ်ပေါ့နော်ပြီးလို့ရှင်သူ့အတူတူပြန်ပေါက်လာမယ်ပေါ့နော်အဲအဲ့အမျိုးလေးပေါ့ဆိုတော့အနေပြောချင်တာဘာလဲဆိုတော့အားလို့ရှင်ကိုပါကိုအပင်နေနဲ့ကိုနေမယ်ကိုအပင်နေနဲ့ကိုစိတ်ချမ်းသာအောင်နေတယ်အိမ်ရှင်းမယ်အဲပြီးအစားစားမယ်အဲပြီးလို့ရှင်အပင်ဆိုင်မယ် ကိုကလည်းအလုပ်အလုပ်ထဲမှာကြာတယ်တင်မလားပင်မနဲ့လေနော်အလုပ်ထဲမှာလည်းပင်မနဲ့ခါကြတော့အဲ့လိုပဲအားရရဲ့ခါဆိုလို့ရှင်တော့အခုနောက်ပိုင်းဘယ်လိုကောင်းလဲလမ်းတွေပဲပြန်လျှောက်ရတာပေါ့နော်ဒါမဲ့အခုတော့ဒါကပြီးသွားပြီရှေ့ဘက်ဆိုရင်ဧပြီလနော်တကူးလရောက်ပြီဆိုတော့တကူးလရောက်ပြီဆိုတော့သူမြန်မာလူမျိုးဖြစ်တဲ့ကြောင့်တော့တကြံလွမ်းတာပေါ့နော်တကြံလွမ်းပါတယ်တကြံပြန်မဆုံးရတယ်ကြာတကြံမသွားတာလည်းကြာပြီးသိတာ ဆိုတော့တချံရောက်လို့ရှင်เนาะတချံတချင်းနားထောင်တာတို့ကဖီးဖြစ်နေရတာเนาะမြန်မာလူမျိုးကတော့မြန်မာလူမျိုးရှောင်လွှဲလို့မရတာတော့တချံတို့เนาะတင်းကျွတ်တစောင်းတိုင်းတချံဆိုလို့ရှင်မုံလုံးကြီးပေါ့ပေါ့เนาะဒါပေမဲ့အခုချွေးမလေးရှိတော့မုံလုံးကြီးပေါ့လုံးလုံးဝပေါ့เนาะစဉ်းစားဘယ်လိုကောင်းမလဲပေါ့เนาะအဲ့ဒါတချက်စဉ်းစားတယ်နောက်တစ်ခုကျတော့ဒီရှေ့ဟို April လလေလောက်ဆိုလို့ရှင်အန်တို့က ဟိုပေါ့ spring ရောက်လာပြီပေါ့နော်အဲ့ခါကျလို့ရှိရင်ရာသီဥတုကလည်းနည်းနည်းတာလာပြီတာရလာပြီပေါ့နော်မေလလောက်ဆိုလို့ရှိရင်တော့နည်းနည်းလေးလွန်ရာသီဘက်ကိုကူးလာပြီအဲ့ခါကျလို့ရှိရင်တော့အရန်ကိုဆွေနိုင်ငံကကလားလဲတော့ဟိုပေါ့ဘလို့ခေါ်မလဲသူတခြားလေးကျလို့ရှိရင်ရာသီဥတုကလည်းဟိုစောင်းရဟိုနွေရာသီမှာလဲသူကနှင်းဟိုပေါ့အေးရင်အေးနေတာလေမိုးရွာရွာနေဆိုတော့ဒီနေ့ရာသီလေးတော့ကောင်းပါစေလို့ပဲဆုတောင်းတယ်အဲ့မှာချွေးမလို့လည်းပြလို့ရပေါ့နော်သူကတော့အခုအကြောင်းတစ်ဖက်နဲ့ သူ့ယောက်ျားကိုသူကြည့်တာပေါ့လေဆိုတော့ကိုလည်းသူ့အားတဲ့အချိန်လေးမှာတွေ့တယ်မနေ့ကဆိုတော့အသားမိတွေအဲဒါ၄ယောက်ပေါ့နော်အဲဒါသွားပြီးတော့အဲဒါတပားမှာသွားထိုင်ကြရတယ်ဆိုတော့အန္တရာယ်လေးအများအပြားကိုကိုကိုပြောအောင်မကုန်နေရသေးလားအဲစိတ်ရင်ဆရာကြီးကောင်းတဲ့ထဲလို့များစိတ်ဆရာကြီးကောင်းထဲလို့ရှင်ကောင်းမှုဖြူတယ်လူလဲဟိုပေါ့မပြောဘူးပေါ့နော်ကိုလုံတိုင်းတာလေးတွေကိုလုတ်ပေးလိုက်ပါအဲ့ဒီကိုကိုကိုမစိတ်ချမ်းသာလေကိုကဒီအပင်လေးတွေကြောင့်ကိုစိတ်ချမ်းသာလား အဲအဲ့ဒါလေးပဲကိုကြည့်သူများအကြောင်းနေဆက်စုနေပြီးတော့သူများအကြောင်းနေဝေဖန်နေပြီးတော့အာဟိုသူလူညောက်ဟိုပေါ့ပြိုင်ဆိုင်နေကိုဝေဖန်နေမဲ့အစားကိုလောက်တဲ့အရာလေးတွေကိုကကိုလုံမဲကိုအိမ်မှာကိုကကိုပြောအောင်နေမဲသိမလားအဲ့ဒါပဲအဓိကနေဘာကြောင့်လဲဆိုတော့သူများအကြောင်းစိတ်ဝင်စားပြီးတော့လဲသူများရံဖြစ်တာထိုင်ကြည့်လို့လဲဘာမှကိုအကျိုးမရှိဘူးအကျိုးရှိအရာလေးပဲကိုလုံပါလို့ပြောချင်ပါတယ်နော်ဒါကြောင့်မလို့အားလုံးပြောချင်ပါတယ်ဒီနေ့အဓိကဆက်သွတ်သွတ်စားပါတယ်လို့ နောက်နောက်နေ့ဒီရက်တွင်းကလည်းလေမိုးကအုပ်နေတော့စိတ်ရာသီတို့မှအောင်နောက်မှ ရာသူကောင်းနေဆိုလို့ရှိရင်တော့တောထဲမှာနော်ယူအုပ်ဖို့ဥပဘလို့ခေါမလဲအန်တို့ကမ်ပင်းသွားဖို့စိတ်ကူထားတယ်လေဒါအဲ့ကဆွေနိုင်ငံရဲ့ကမ်းခြေတစ်ခုပေါ့နော်အဲ့မှာအရင်ကြိုက်ပါတယ်အဲ့မှာဆိုလို့ရှိရင်ကမ်ပင်းမှာသူကဟွာလေးရှိတာပေါ့နော်ကမ်ပင်းဟောင်းလေးရှိတယ်လေအဲ့မှာသွားထားအဲ့မှာသွားပြီးတော့2ရက်3ရက်အနားသွားယူတယ်ကမ်းခြေလည်းရှိတယ်ဒါပေမဲ့ဆွေနိုင်ငံကမ်းခြေကတော့ဟိုဟာရေကူးလို့မရဘူးရအေးတယ် ရအေးတော့ကူကလေးတွေကကိုလေးကမကူနိုင်ဘူးရန်အေးလို့ဆိုတော့အဲ့မှာသွားမယ်အဲ့ရကြလို့ရှင်လဲကိုရိုက်ပြပေးမယ်ပေါ့နော်ကိုဒီဆွေနိုင်ငံရဲ့ဒီ culture လေးတခုပေါ့နော်ပြပေးမယ်လို့အန်ဒီရဲ့ life ကတော့အဲ့ဒီပြောသလိုပဲနိုင်ငံရေးအကြောင်းလည်းမပါဘူးနိုင်ငံရေးအကြောင်းလည်းမပြောချင်ဘူးပြီးတော့အခု line ပေါ်မှာကြက်တွေပေါ်ပါလဲဈီးဒီကြက်လားသမယာဒီကြက်လားဘာကြောင့်လဲဆိုတော့တချို့လေးကလည်းခကြွက်ခက်ခဲတယ်ပေါ့နော်လူလိန်လေးလည်းလူလိန်အလျောက် ဒီတည်င်းကြီးတွေပဲထိုင်ဖက်နေအောင်လဲဘာမှအကျိုးလည်းမရှိဘူးကိုလို့ဆရာရှိတာကိုလို့အဲ့လောက်ပဲကိုပြောချင်ပါတယ်လို့ဒါပေမဲ့ like ကြည့်ပြီးသူအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင် bye bye ပါ